alam oh င်္ဂလာပါဒီနေ့လေးမှာတော့ငွေကအားလုံးလည်းပေါ့နော်လူအများလည်းသိရှိမိသားဖြစ်တဲ့ဒီကော်ပါလို့ခေါ်တဲ့ဂျင်းကြီးကြောင်းရင်းဝယ်ရှိကပေးစင်တာပေါ့လေအဲ့တော့လူဝယ်လို့ပြလာရင်ငွေတို့ရဲ့ပေါ့နော်ဘဝနေ့စဉ်ဘဝမှာအသုံးဆောင်ပစ္စည်းတွေပဲဖြစ်ဖြစ်ငွေတို့ရဲ့ဒီလူနေမှု life နဲ့ပေါ့နော်လုံးဝမဝေးပါပဲနဲ့ငွေတို့နဲ့အနည်းဆက်ဆုံးမှရှိနေတဲ့အသုံးဆောင်ပစ္စည်းမှာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ရှိနေတဲ့အရာလေးတစ်ခုကဘာလဲဆိုတော့ဂျင်းကြီးပေါ့လေအဲ့တော့ငွေကဒီနေ့လေးမှာအားလုံးပဲပေါ့နော်ဂျင်းကြီးကိုတတိမထားမိတဲ့အပိုင်းကနေပြီးတော့ဂျင်းကြီးရဲ့ swing လေး င်းနဲ့ဂျင်းနီရဲ့အကျိုးကျေးဇူးဂုဏ်သက်တည်းအကြောင်းကိုလည်းဒီမှာနည်းနည်းလေးရှင်းပြပေးခြင်းနဲ့ပေါ့လေအဲ့တော့ဂျင်းနီနဲ့ပတ်သက်ပြီးတော့ငွေက ဝီဗီဒီယိုတွေအများကြီးပေါ့နော်လုတ်ခဲ့ဘူးတယ်သုံးလေးခုပုံတော့ပေါ်ရှိမှထင်တယ်တကယ်လို့စိတ်ဝင်စားရဆိုရင်လေငွေရဲ့ view ထဲမှာရှာကြည့်လို့ရပါတယ်ငွေအိန္ဒိယဝတ်ဆောင်လေးကအစားလေးအချင်းမီနဲ့ပတ်သက်ပြီးအောင်ငွေအများဆုံးလုတ်ပေးဖြစ်တဲ့ပုံတော့အချင်းမီနဲ့ပတ်သက်တဲ့ဒီအချင်းမီရဲ့စွန့်ရင်ကုန်သတ္တိတွေ energy ဘိုင်းဆိုင်ရာတွေငွေအများကြီး share လုပ်ပေးဘူးလေအဲ့တော့ပေါ်လေဒီနေ့လေးမှာလည်းငွေကအချင်းမီနဲ့ပတ်သက်ပြီးတော့ပုံတော့ပို့ပြီးတော့လေသတိမထားမိတဲ့အပိုင်းကနေပြီးတော့အချင်းမီရဲ့စွန့်ရင်ကုန်သတ္တိကိုလည်းပို့ပြီးတော့သတိထားနိုင်အောင်ပြီးတော့စွန့်ရင်ကုန်သတ္တိတွေနဲ့ပတ်သက်ပြီးတော့ပုံတော့အချင်းမီကဘယ်လောက်ထိရ ောင်မှလူတွေကိုအကျိုးပြုလဲဆိုတဲ့အပိုင်းလေးကနေပြောငွေသူများရေပေါ့နော်တိတ်တိမထားမိအပိုင်းလေးကနေငွေနည်းနည်းလေး share လုပ်ပေးခြင်းနဲ့ပေါ့လေအဲ့တော့အရင်ဆုံးငွေစပြောခြင်းတာကဒီချင်းညီဟေဘူးလေးပေါ့နော်အဲ့တော့ငွေတို့ကဒီကျမ်းမာရေရှူတော့အရာလေးပေါ့နော်ငွေတို့ရဲ့ဒီခန္ဓာ body အရာနေပဲဒီချင်းညီအရာငွေစပြောမယ်ဆိုရင်ပေါ့လေချင်းညီက ဒီရေကျင်းကြီးရေဘူးလေးနဲ့ရေတောက်မယ်ဆိုရင်ဒီကျင်းကြီးရေဘူးမှာရှိရရေဘူးပေါ့နော်ဘက်တီးရီးယားပေါက်ဖွားမှုမျိုးကိုသူကရှော့ချပေးတယ်အဲ့ဒီအပြင်ကိုရေကိုပို့ပြီးတော့ purify ဖြစ်အောင်ပြုလုပ်ပေးတယ်အဲ့ဒီအပြင်ဒီကျင်းကြီးရေဘူးလေးနဲ့ရေတောက်မယ်ဆိုရင်ကိုယ်စီမှာရှိကိုလက်စတောရီကိုကျစေပြီးတော့ metabolism ကိုမှန်စေရပေါ့နော်အဲ့ဒီအပြင်သွေးလည်ပတ်မှုလည်းအားကောင်းစေတဲ့အပြင်ကန်ဆာဖြစ်ပွားမှုမျိုးကိုလည်းရှော့ချပေးပြီးတော့ပေါ့နော်ကန်ဆာဖြစ်မှုကိုရှော့ချပေးတဲ့အပြင်ပေါ့လေသူက thyroid နဲ့ပတ်သက်တဲ့ရောဂါတွေဆိုရင်လည်းသူကအားကောင်းစေ အဲ့ဒီအပြင်ဘယ်ဟာလဲဆိုတော့ပေါ့နော်ဒီ join စီဒီအယိုးနဲ့ပတ်သက်တဲ့အယိုးကျဲမှာကျက်ခံပုံလေ तू ကပို့ပြီးတော့ပေါ့နော်အယိုးကိုလည်းပို့ပြီးတော့ခိုင်ပါစေတယ်အဲ့ဒီအပြင်မှာ तू က digestive system ဖြစ်တဲ့ဒီအစာခြေဖြတ်တဲ့ system ကိုလည်း तू အကောင်ခန္ဓာကိုယ်မှာရှိတယ်ဒီကျဲမှာရင်းနဲ့ဆိုင်ရာတွေပြီးတော့ဒီ hormone balance မညီလာရယ်ဆိုတော့လေ तू က balance လုပ်ပေးတယ်ဒီကျင်းကြီးလေးရဲ့စွမ်းအင်ကုန်တတိ energy ကတော့အဓိကဒီ balance ကိုဖြစ်စေတယ် purify ဖြစ်စေတယ်ပြီးတော့ energy ဘိုင်းဆိုင်ရာမှာဆိုရင် तू က energy ကိုအကောင်စေရယ်ပေါ့လေအဲ့ အတွက်ပေါ့နော်ဒီငွေတို့တဲမကြီးရှိတော့ကနေပြီးတော့ဆက်ပြီးပြောရမယ်ဆိုရင်ငွေတို့ဒီဒိုင်ဆက်ဆစ်စတန်လို့ခေါ်ရဒီအစာချေပြတ်မှုနှုန်းကိုလေသူကအားကောင်းစေရဲ့အပြင်မှာအရန်ကိုမှပေါ့နော်လူတွေအတွက်အသုံးဝင်တာကကိုယ်စီမံရှိရဲ့အစီပိုရီကိုချော့ချပြီးရဲ့အပြင်ပေါ့နော်သူက ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲ weight loss ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဝါနေဆိုရင်လည်းကို weight ကိုလည်းကျကြည်ရဲ့ပေါ့ကွာအဲ့ဒီအစိုင်းကိုတတိချင်းမိမှာရှိရဲ့ပေါ့လေအဲ့တော့ဒီချင်းမိရေမှုလေးနဲ့ရေတောက်ဖို့လိုအပ်တယ်ပေါ့နော်အဓိကကတော့ဒါကျန်းမာရေးရှူတော့မှာကြည့်မယ်ဆိုရင်ပေါ့လေအဲ့တော့ဒီချင်းမိရေမှုလေးနဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ကွာဒီလားဒီကိချင်းမာလေး ဟိုတခြား brand တွေကရေဘူးတွေပေါ့နော် plastic တွေတခြား chemical နဲ့လုပ်ထားတဲ့အရာတွေအများကြီးရှိရပေါ့လေရေဘူးတွေအဲ့အရာတွေထက်ဆိုင်ရင်ဒီလိုချင်းရေဘူးလေးနဲ့ရေတောက်ချင်းအပြင်တိအချက်ကဒီရေကိုလည်း bacteria ပေါက်ဖွားမှုတော့ကိုသူကနေပြီးတော့ဟို bacteria ပေါက်ဖွားမှုတော့ပေါ့နော်သူက တန့်စင်ပြီးရဲအဲ့ဒီအပြင်မှာဝိတ်လေကြစီရဲကျမ်းမကြီးရှူရောင်းလာကြည့်မယ်ဆိုရင်လေဒီဂျင်းကြီးကအရင်အစွမ်းထက်တယ်အဲ့ဒီအပြင်ပေါ်တော့ဒီဂျင်းကြီးလက်ပတ်လေးယူနေဆိုရင်လေလက်ပတ်မယ်ဆိုရင်လေလေသူကမက်တာဘောလစ်ကိုမှန်စေတဲ့အတွက်ကွာကျမ်းမကြီးရှူရောင်းလာကြည့်ရင်လေသွေးလက်ပတ်မှုအကောင်းစီရဲပြီးတော့လေလေငွေဒီမှာဘာအချင်ပေးချင်လဲဆိုတော့အထူးသဖြင့်ပေါ်တော့ဒီလိုလေဖြတ်တဲ့ဝါနာရှင်နေပဲဖြစ်ဖြစ်တိတ်ပြီးတော့သွေးလေအာမကောင်းနဲ့ပေါ်တော့ဟိုတိတ်ပြီးတော့အဲ့လိုအာယုံကြောရေးတိတ်မကောင်းတဲ့သူမျိုးဆိုရင် အခုတည်းကဟိုကာကွယ်တဲ့အနေနဲ့ချင်းဒီလက်ပတ်လေးတွေကိုချင်းဒီအသုံးဆောင်ပစ္စည်းလေးတွေကိုမြန်မြန်လေးသုံးပေးပါလို့ငွေတကနေပြီးတော့တိုက်တွန်းခြင်းနဲ့ပေါ့နော်ဒါတကယ်ကိုစေတနာနဲ့တိုက်တွန်းခြင်းတာပါဘာလို့လဲဆိုတော့လေငွေစဉ်းစားမိရပေါ့နော်ဒီချင်းဒီ ။ तू อ่ะသွေးလက်ပတ်မှုကိုအားကောင်းစေရဲ့ပေါ့နော်။အဲ့ metabolism short ထားပြီးရဲ့ cancer ဖြစ်နှောင်းကိုလည်းကာဝယ်ပေးရဲ့အတွက်သေချာတယ်ကွာ။လေဖြတ်တာတွေလေဖြတ်တဲ့ဝါသနာရှင်တွေလုံးဝဖြတ်သွားရင်တော့မရတော့တော့ဘူးပေါ့လေ။ဒါပေမဲ့ပေါ့နော်။အဲ့လိုမျိုးကိုကအဲ့လိုအာရုံကြောအားမကောင်းတာသွေးလက်ပတ်မှုအားမကောင်းတဲ့သူဆိုရင်ကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့ဂျင်းကြီးလက်ပတ်လေးတွေပဲဖြစ်ဖြစ်ဂျင်းကြီးနဲ့ပြုတ်လို့တဲ့ပေါ့နော်။ဒီလိုမျိုးလက်ဟိုလေဆာလေးပဲဖြစ်စသဖြင့်ပေါ့နော်။ဂျင်းကြီးနဲ့ပတ်သက်တဲ့အရာတွေနည်းနည်းသုံးပေးပါလို့ငွေတရားနေပြီးတော့လေ။တကယ်ကိုစိတ်နာအရင်နဲ့လေတကယ်ကိုတိုင်တွန်းခြင်းနဲ့ပေါ့နော်။အဲ့တော့ငွေစ က်ပြောရမယ်ဆိုရင်တော့လေဒီကျင်းနေရေဘူးလေးနဲ့ရေတောက်ပါပြီးတော့ကျင်းနေရေခွက်လေးနဲ့ရေတောက်ပါပေါ့နော်အဲ့လိုမှတောက်ကြပါမရှင်အဲ့တော့ငွေကလေဒီမှာဘာဆက်ပြောချင်လဲဆိုတော့ဒါကျမ်းမာရေရှူတော့မှာကြည့်မယ်ဆိုရင်ဒါကျင်းနေရဲ့အစွမ်းပေါ့နော်ကို့အကျိုးကျေးဇူးတွေပေါ့လေကျင်းနေနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေကိုဒါကျမ်းမာရေရှူအောင်ကြည့်မယ်ဆိုရင်အများကြီးမှအများကြီးပဲ တကယ်အများကြီးပဲအရန်ဟိုလေးဒီလားလူရလေးကိုနဲ့ YouTube ပေါ်တော့နေ့တတူကကိုယ့်ရဲ့ပုံဝင်ခြင်းမှာကိုယ့်ရဲ့အသုံးဆောင်တွေမှာကျင်းနေဆိုတာလေကျင်းနေနဲ့လှုပ်ထားတဲ့အရာဆိုတာမရှိသလောက်ပဲနောက်ဆုံးကွာဒီလားလေစဝါယာကျိုးတွေမှာအစားဝါယာကျိုးတွေရဲ့အထက်မှာကျင်းနေရင်လောက်ထားတာပေါ့လေပြီးတော့ကျင်းနေရင်ဂုံတတိယကြတော့ လုံးမကိုအသေးမြင့်ဆုံးအထည်ကိုပေါ့နော်။ तू ကနေပြီးတော့နန်းဆွဲနိုင်တယ်ပေါ့လေ။ဒါသူ့ရဲ့ဂုံသက်တီပေါ့နော်။အရန်ကိုကောင်းတဲ့ဂုံသက်တီပေါ့လေ။အဲ့တော့လူတွေကဒီချင်းနေနဲ့ပတ်သက်ပြီးတော့ဒီ HS ပစ္စည်းမှပဲဖြစ်ဖြစ်၊ခေကူးပစ္စည်းမှပဲဖြစ်ဖြစ်နောက်ဆုံးခန္ဓာကိုယ်ရဲ့ဒီ metabolism တွေ level တာပုံမှန်ဖြစ်နေဖို့အတွက်ဒါမှမဟုတ် hormone တွေ balance ဖြစ်နေဖို့အတွက်ကိုအများဆုံးအသုံးပြုလို့ရရပေါ့လေ။ပြီးတော့တန်တဲ့အပြင်နေရာမှာဆိုလေဒီဂျင်းကြီးကိုအသုံးပြုခြင်းအမိခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့တန်တက်ကိုလည်းသူက balance ပြန်အောင်လုပ်ပေးတယ်အများကြီးပေါ့နော်ဂျင်းကြီးနဲ့ပတ်သက်ပြီးတော့အဲ့တော့ငွေဒီနေ့လေးမှာပေါ့နော်ဒီကျန်းမ ်းမရွှေရောင်ချင်းမဆိုရင်လည်းဂျင်းနီရေဘူးလေးနဲ့ရေတောက်တဲ့နဲ့အဲ့လိုပဲပေါ့နော်ဂျင်းနီရေဘူးလေးနဲ့ရေတောက်တဲ့တယ်လို့ ငွေတို့ရဲ့ဒီဘာသာရေးအရာမှာငွေပြောရမယ်ဆိုရင်လေငွေတို့ဒီဖះပေါ့နော်ဗုဒ္ဓဘာသာဘာသာရေးအရာမှာပဲဖြစ်ဖြစ်တခြားဟိန္ဒူဘာသာမှာပဲဖြစ်ဖြစ်တခြားခရစ်ယာန်ဘာသာမှာပဲဖြစ်ဖြစ်ငွေတို့ရဲ့ဒီဘာသာရေးအသုံးအဆောင်ပစ္စည်းမှာအများဆုံးအသုံးပြုရပစ္စည်းတွေကျင်းနေနေပြုလုပ်ထားဖြစ်ပါတယ်။နောက်တော့ငွေတို့ရဲ့မျက်စောဘုရားရဲ့စင်းတူတော်တွေမှာဆိုရင်လေကျင်းနေနေပြုလုပ်ထားတဲ့စင်းတူတော်ကြီးအများဆုံးအသုံးပြုရပေါ့လေ။အတူကကျင်းနေသည် ဘယ်အရာမှအားအကောင်းဆုံးလဲဆိုတော့မကောင်းတဲ့ negative energy ကို clean လုပ်ပေးပါတယ်။ဒီလိုကြီးကောင်းကောင်းလေးဒီကြားအဖြစ်လေးပေါ့နော်ဒါတင်းလုပ်ပေးရပဲ။အဲ့တော့ငွေဒီဘာသာရေးအကြောင်းလေးကိုငွေဒီနေ့မှာဆက်ပြောမယ်ပေါ့လေ။ငွေပြောတာလေးကနည်းနည်းမြန်သွားရင်လည်းသိခင်ပြောကြည့်ပေးပါ။ငွေ YouTube မှာလည်းပေါ့နော် video တွေတင်ပါရယ်။တကယ်လို့ပေါ့နော်ငွေစိတ်ဝင်စားရယ်ဆိုရင် YouTube မှာတွားကြည့်လို့ရပါတယ်။အဲ့တော့ငွေဒီမှာပေါ့နော်ဘာသာရေးအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒီကြီးနေရဲ့အတုံးဆောင်လေးကဘာသာရေးတွေမှာဘာလို့အတုံးပြရလဲဆိုတဲ့အကြောင်းလေးကိုငွေဒီမှာဆက်ပြီးတော့ရှင်းပြပေးမယ်ပေါ့လေ။အဲ့တော့ ောင်းငွေတို့ကငွေတို့ရဲ့ဒီဘာသာရေးအရာမှာဆိုရင်ငွေတို့ရဲ့မြတ်စွာဘုရားရဲ့စင်တုတော်တွေမှာအများဆုံးစင်တုတော်တွေကိုကျင်းနေတယ်ပြုလုပ်တယ်ငွေတို့ရဲ့ကွာသီလာဟို ကျင်းနီလီပေါ့နော်ကျင်းနီနဲ့ပြုတ်လုထားရဲမန္တလေးကမဟာမြတ်မှုနီဖရာဆိုလဲဒါတကယ်ကိုဆူတောင်းပြည့်ရဲအဲ့လိုပဲပေါ့နော်မူနီလေးစုဆိုတော့ငွေရမြန်မာနိုင်ငံမှာမူနီလေးစုဆိုရဲဖရာဒီတကယ်ကိုတကိုးကြီးပြောနာမည်ကြီးရဲ့ဖရာလေးစုပေါ့နော်ဖရာလေးစုရှိရဲအဲ့ဒီမှာဆိုရင်လေမန္တလေးကမြတ်စွာဘုရားပေါ့နော်မဟာမြတ်မှုနီဖရာဆိုလဲဒါကျင်းနဲ့ပြုတ်လုထားတာဘာကြောင့်ကျင်းနဲ့ပြုတ်လုထားတာလဲဆိုတော့ကျင်းနီရဲ့အစွမ်းဒီတိအချက် negative energy ကို တန့်ရှင်းပေးပါတယ်အကောင်းဆုံးတန့်ရှင်းပေးရပေါ့နော်မလိုအပ်တဲ့ negative energy ကို तू ကအသက်ရှင်ပေးနိုင်ဆုံးဖြစ်တဲ့အတွက်ငွေတို့ဒီလိုဘာသာရေးတွေမှာဆိုရင်လည်းဒီချင်းကြီးနဲ့ပတ်သက်ပြီးစဉ်းစားတော်တွေပြုလုပ်တယ်အဲ့လိုပဲပေါ့နော်ငွေတို့ဒီမှာဆိုရင်ဒါချေးခေါင်းလောင်းလေးတွေခေါင်းလောင်းလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ပြီးတော့ငွေတို့ဒီချေးစီပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအရာတွေမှာလည်းအများဆုံးဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေမှာလည်းအများဆုံးအသုံးပြုတယ်ဘာလို့အသုံးပြုရလဲဆိုတော့ငွေတို့ငွေလေးလာရဲ့အရာပေါ့လေငွေအဲ့လိုမျိုးပေါ့နော်ငွေကကြာသူများနဲ့မတူတာကြီးအမြင်နဲ့ပေါ့နော်သူများမ စဉ်းစားတာဘက်ကငွေအမြဲစဉ်းစားတတ်တယ်ပေါ့လေအဲ့ခါကျအောင်ငွေကဒီကြီးစီထူတာနဲ့ပတ်သက်ပြီးတော့အမြဝေရပေါ့နော်အမြဝေရနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီအမြဝေရရောဘာသာရေးအမြဝေရဟုတ်တယ်ဒါပေမဲ့အမြဝေရရဲ့အခါမှာအသုံးပြုတဲ့ပစ္စည်းတွေဘာလို့ကြီးကြီးကိုအသုံးပြုတာလဲအဲ့လိုပဲပေါ့နော်ဒီလိုမျိုးဘာသာရေးရမှာပဲဖြစ်ဖြစ်ဘာလို့ ဒီလိုမျိုးအရာတွေမှာအကြီးမျိုးအသုံးပြုရလဲလို့ငွေကအဲ့လိုမျိုးပေါ့နော်လေးလာတဲ့အခါကျတော့ငွေတို့ဒီလိုအမျက်ဝေတဲ့အခါမှာထူးတဲ့ကြီးစီတည်လေကြီးမျိုးအသုံးပြုရခြင်းကမကောင်းတဲ့ negative energy ကိုကြီးမျိုးဟိုကိုအသုံးပြုပြီပေါ့နော်ကြီးစီထူးခြင်းအပြင်ဒီကြီးမျိုးရဲ့အတန်ကမကောင်းတဲ့ negative energy ကိုဖယ်ရှားပေးပါတယ်ဒီဒီ frequency ပေါ့နော်ဒီကြီးမျိုးရဲ့အတန်လေးက ်အဲ့တော့မကောင်းတဲ့ negative energy ကိုဖယ်ရှားပေးရတဲ့ငွေတို့ကဘာသာရေးရအမြဝေအခါမှာလေကိုပေးရအမြတွေရအောင်အဲ့လိုပဲမကောင်းတဲ့မြင်အမမြင်အဲ့ negative energy ကိုတန့်စင်ဖို့အတွက်ငွေတို့ကဒီကျင်းနေရအပန်ဟိုပေါ့နော် ထုပြီးတော့ကျင်းနေအပန်ရဲ့ frequency အရမကောင်းတဲ့ negative energy ကိုဖယ်ရှားခြင်းအဖြစ်ဒီလိုကြီးစီထုပြီးတော့ငွေတို့အမြဝေရတာဖြစ်တယ်ပေါ့လေအဲ့လိုပဲပေါ့နော်ငွေတို့ဒီဘာသာရေးရဒီလိုခေါင်းလောင်းလေးကြီးတယ်ဆိုတော့လေဒီလိုပဲမကောင်းတဲ့ negative energy ကိုဒီကျင်းနေအပန်လေးနဲ့ဖယ်ရှားတာ အဲ့လိုပေါ့နော်ဘာသာရေးရမှာလဲအဲ့လိုပဲဖယ်ရှားတာအဲ့လိုပဲဒီလိုပေါ့နော်ကြီးမီလေးတွေနဲ့ငွေတို့ဒီလက်ဆော့ဖယ်ရှားမှာပဲဖြစ်ဖြစ်ပေါ့နော်ဘာသာရေးရမှာဆိုရင်လည်းရွှေငွေကြီးမီဆိုတာကဒါဟိုဖယ်ရှားစင်နေမှာဆိုရင်လည်းမရှိမဖြစ်ပေါ့နော်အသုံးဆောင်နေလဲမှာဆိုရင်လည်းမဖြစ်မရှိမဖြစ်သုံးချရတဲ့အယောင်တွေပဲဖြစ်ဖြစ်ဒီရွှေငွေကြီးမီဆိုတာမပမဖြစ်ပေါ့လေဖယ်ရှားစင်မှာဆိုရင်လည်းပေါ့နော်အဲ့တော့ဒီလိုမျိုးနောက်တစ်ခုကကြတော့ဒီလိုမျိုးဒီကျင်းမီဘန်းလေးနေပဲဖြစ်ဖြစ်ပေါ့နော်ကလင်းလို့ရရပေါ့လေဒါကတော့ တော့ငွေကဒီမှာဘာသာရေးအကြောင်းပြောရတဲ့အတွက်ဒီဘာသာရေးအကြောင်းမဆက်ပြောချင်တာပေါ့နော်အဲ့တော့ဒီကြီးနေတဲ့ပတ်သက်ပြီးတော့လေဒီဘာသာရေးအိမ်ဟာမှာဆိုလေအသုံးဆောင်နေအများကြီးကိုတွေ့ရှိရတယ်ပေါ့လေအဲ့တော့ငွေတို့ကဒီငွေတို့ဗုဒ္ဓဘာသာမှာမဟုတ်ဘူးငွေတို့ဘာသာမှာပဲကြီးကြီးဒီလိုကြီးနေတဲ့ပတ်သက်ပြီးတော့ပဲတုံ့ပြုကြသလိုခရစ်ယာန်ဘာသာမှာပြည့်ပြည့်တခြားဘာသာပေါ့နော်ဘာသာဝင်တွေအတိုင်းမှာပဲဒီကြီးနေတဲ့ပတ်သက်တဲ့အရာတွေကိုအသုံးပြုကြရပေါ့လေဒါဘာသာရေးအပိုင်းကနေကြည့်မယ်ဆိုရင်ပေါ့လေအဲ့တော့ငွေတို့ဒီကြီးခေါင်းလောင်းတွေပဲဖြစ်ဖြစ်ဒီဇီဒီတွေမှာဆိုရင်လေဒီကဲကိုစိတ်ဘူးတော်နေပေါ့မှာအပေါ် ုံမှာ ठी ဖြစ်ပေါ့နော်ဟိုကျင်းကြီး ठी ကိုပေါ့နော်အသုံးပြုကြတာဖြစ်တယ်ပေါ့လေအဲ့မှာငွေဒီမှာဈာလည်းဖြစ်ပြပြောချင်လဲဆိုငွေဒီဘာသာရေးပစ္စည်းနေတယ်ငွေပို့ပြီးအတွက်ငွေဖြစ်ရတဲ့အကြောင်းကြီးကငွေငွေငွေတော့ပေါ့နော်ငွေဦးလေးကဒီ နိဗ္ဗာန်ကိုဆိုင်အကြီးဖွင့်လာတယ်။နိဗ္ဗာန်ကိုဆိုင်အကြီးဖွင့်လာတဲ့အတွက်ငွေဒီဘာသာရေးပစ္စည်းတွေနဲ့လည်းငွေမစိမ်းပေါ့လေ။အခုတော့ငွေဥလေးကတော့မရှိတော့ဘူးပေါ့နော်။ဒါပေမဲ့ငွေငင်ငင်တော့ပေါ့လေ။အဲ့တုံးတွေကငွေကဘာလည်းမသိဘူးဆိုငွေအရက်စိတ်ဝင်စားခဲ့တာကွာသိလား။အဲ့အားလေးကိုဒါကြားဖြစ်ပြီးတော့ပြောပြပါပေါ့နော်။ဘာလို့လဲဆိုငွေအရက်စိတ်ဝင်စားခဲ့တာ။ငွေရဲ့အဲ့လိုနိဗ္ဗာန်ကိုဆိုင်ဖွင့်လာတဲ့ငွေရဲ့ဥလေးကသူ့ရဲ့လက်မှာ จี้ดิလက်ပတ်လေးကိုသူပတ်ထားတယ်ဖြောင်းဝင်းလေးပေါ့နော်အာမဟုတ်ဘူးလေးလည်းပေါ့နော်သူပတ်ဆက်လေးရှိရယ်ကွချမ်းလေးချမ်းသာရယ်ဘာလို့ပေါ့နော်ဟိုမှာဖြစ်ရတာ ਨੇ ရွှေလည်းမဟုတ်ဘူးငွေလည်းမဟုတ်ဘယ်နဲ့ဘာကြီးပတ်ထားတာလဲမသိဘူးပေါ့ဆိုပြီးတော့ငွေအမြဲပေါ့နော်အိတ်တုံးနေရကွာတိလာစိတ်ဝင်စားခဲ့ရပေါ့နော်အဲ့အပြင်ကိုကျင်းနေရပေါ့လေသူ့ရဲ့အယောင်ကအနီရောင်ကနေပြီးတော့အညိုရောင်ကြီးရှိတဲ့အခါကျတော့တကယ်ကျင်းနေအယောင်စစ်စစ်ကဒီရောင်မှာဒီရောင်အောင်မှသူကကျတော့အောက်ဆီဂျင်နဲ့ဓာတ်ပြည့်ရဲ့အခါမှာဒီလိုမျိုးပေါ့နော်ဒီလိုမျိုးမဲတယ်လို့မျိုးလေးဖြစ်သွားရပေါ့လေအမှန် တကယ်တော့လူမဲသွားပြီမယ်လေကကျင်းကြီးရဲ့စွဲအင်ဂုံတတိကလုံးဝပြတ်မသွားပါဘူးเนาะအဲ့အပြုံမလေး तू ကတစ်ခါလေးကြာရင်ကွာနည်း ထားရကြွားရဲ့ခါကျရင်အစိမ်းရောင်အဖက်လေးတွေလို့အစိမ်းရောင်အကွက်လေးတွေလို့ဖြစ်တယ်အဲ့ခါကျရင်လည်းအဲ့ဒါကိုရေးဆေးပြီးတန့်စင်လိုက်တိုက်ချုပ်လိုက်တယ်ဆိုရင်ပြောင်းသွားရယ်ဆိုရင်ကိစ္စမရှိဘူးနော်အဲ့အစိမ်းရောင်အကွက်လေးတွေကလည်းအမှန်တကယ်တော့ဒီချင်းကြီးအထဲမှာရှိရဲ့သူ့ရဲ့ death သတ္တုတွေမပြေသွားအောင်အဲ့အစိမ်းရောင်လေးတွေကနေမှာသူ့အပေါ်နေပြီးရှီးလုပ်ပေးထားကာဝေးပေးထားတဲ့သဘောပေါ့နော်အဲ့အတွက်ပေါ့လေဒါတွေကဟိုတန်ကြီးတက်သွားတာပဲဖြစ်ပါပဲဖြစ်ဒါ တေချာပြောင်းတိုက်လိုက်တယ်ဆိုရင်ဒါပြန်ပြီးအသုံးပြုလို့ရရပေါ့နော်ဂျင်းကြီးရဲ့ swing ကုန်သက်တိရှိနေတော့မယ်ပေါ့လေအဲ့တော့ဒီလိုအစင်းကနေဖြစ်သွားကုန်သက်တိပြေသွားပြီလားအစင်းကအဖက်လေးအကွက်လေးဖြစ်သွားလို့ပြေသွားပြီလားဆိုတော့မဟုတ်ဘူးနော်ကျင်းကြီးကုန်တတိယကဒီလိုတက်နိုင်ရင်ပြောင်းပါရဲ့အဲ့တော့ဟိုဘာမှစိုးရင်စရာမရှိဘောလေဒါကတော့တဘာဝအရာတဘာဝ ပစ္စည်းပဲဖြစ်တယ်တဘာဝဖြစ်တဲ့အတွက်ပေါ့ဒါတော့ဘယ်လိုမျိုးပဲရှိမှာပဲပေါ့လေဒါလေးဆိုလဲပေါ့နော်ကုတ်တင်မလုံထားတဲ့အတွက်ဒီရဲ့ကျင်းမီစစ်စစ်ဖြစ်တဲ့အတွက်ကို तू ကတော့အောက်ဆီဂျင်နဲ့တက်ပြည့်ရဲ့အခါမှာဒီလိုအရာလေးတော့ဖြစ်တယ်ပေါ့လေဒါဒီလိုဖြစ်သွားရင်မကောင်းတာလားဆိုတော့မဟုတ်ဘူးနော်ဒါကလုံးဝကောင်းပါရဲ့ energy လည်းအပြည့်အဝရှိနေသေးရဲ့ပေါ့လေရှိနေတယ်ပေါ့နော်အင်းအဲ့တော့ဝင်ရဒီမှာဒါဘာသာရေးရငွေဆက်ပြောတာပေါ့နော်အဲ့တော့ဝင်ရောကွာတိလာတစ်ခါလေးမှာပေါ့လေ ငါတို့ဒီ attach ကဟိုဒီလို test ចောင်းနေမှာပေါ့เนาะ check ចောင်းနေမှာပဲဖြစ်ပြီးဒါမှမဟုတ်အဲ့လို Europe ဘက်ကနိုင်ငံတွေတော်တော်များများမှာပြီးတော့အဲ့ရွာကြီးစသဖြင့်ပေါ့เนาะမြို့ရွာကြီးမှာဆိုရင်လည်းမနေ့ ်ဖက်ပေါ့နော်မနက်ဖက်အစိုးကြီးဆိုရင်လေစမ်းလေးမနက်ဖက်မှာဆိုရင်လေလေအဲ့လိုဟိုမျိုးထဲမှာရှိတဲ့ chest တောင်အကြီးရနေမှာခေါင်းလောင်းကြီးတောင်တောင်တောင်ဆိုပြီးတော့မနက်အစိုးကြီးမှာစမ်းလေးမနက်ပိုင်းပေါ့နော်ဆိုရင်အဲ့လိုမျိုးတီးကြရကွာတစ်မျိုးလုံးကြားရဲ့အတန်မျိုးပေါ့နော်အဲ့လိုခေါင်းလောင်းအကြီးကြီးတီးကြဘာလို့ခေါင်းလောင်းအကြီးကြီးတီးရလဲဆိုတော့အဓိကဒီမျိုးရဲရနေမှာရှိတဲ့တပတ်တစ်ခါသူ့ကို clean လုပ်တာ cleansing ပေါ့နော် cleansing လုပ်တာဖြစ်ပါတယ်အဲ့လိုမျိုးနဲ့ဒါ cleansing လုပ်တဲ့ပေါ့လေအဲ့လိုပဲပေါ့နော်ဒီလိုငွေတို့ဒီဘာသာရေးဗုဒ္ဓဘာသာမှာဆိုလဲဒါဒီလိုမျိုးခေါင်းလောင်းလေးဒီချင်းအားဖြင့်တော့၎င်းဒီချင်းငွေလုပ်ထားတဲ့ဒီဆဲလဲလေးတွေပဲဖြစ်ဖြစ်စသဖြင့်ပေါ့နော်ချင်းငွေရဲ့အတန်လေးတွေနဲ့ငွေတို့ဒါ clean လုပ်လို့ရရပေါ့လေ negative energy တွေအဲ့တော့ငွေဒီ YouTube မှာလည်းပေါ့နော်ငွေ share ပြီး YouTube ကငွေရဲ့အကောင့်မှာလည်းငွေ download လုပ်ပြီးငွေတင်ပေးထားပါမယ်ဒီအချင်းငွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် frequency နဲ့ဖွင့်လို့ရမယ်ပေါ့နော် ဟိုဗီဒီယိုလေးကိုငွေတင်ပေးထားမယ်ပေါ့နော်နောက်ပိုင်းကျရင်ဘာလို့လဲဆိုတော့အဲ့ဒီဗီဒီယိုထဲမှာဆိုရင်လေငွေဒါလုံးလေးလောက်ထရှိရပေါ့လေငွေအဲ့လိုမျိုးစိတ်ထဲမှာတိတ်မတန့်နေဘူးအဲ့လိုမျိုးပေါ့နော်ပတ်ဝန်းကျင်မှာပေါ့နော်ဆိုရင်မတန့်နေဘူးဆိုရင်ငွေညာဘက်ဆိုရင်အဲ့ဒီဗီဒီယိုလေးကိုဖွင့်ပြီးတော့ဒီချင်းကြီးရဲ့အတန်ပေါ့ frequency အတန်ပေါ့နော်အဲ့အတန်လေးကိုဖွင့်ထားတယ်အဲ့ဒီအတန်မှာဘယ်လိုမျိုးစွန့်အင်တွေပေးလဲဆိုတော့ကိုယ့်ရဲ့ home ထဲမှာရှိရပေါ့နော်ကိုယ့်ရဲ့အိမ်ထဲမှာရှိရမကောင်းတဲ့ negative energy ကိုအဲ့အတန်လေးကိုဖွင့်ထားခြင်းအပြင်တကယ်ကင်းလို့ပေးရပေါ့လေမြင်အမမြင်အတန် န်ဟိုအကုန် negative energy ကိုပေါ့လေအဲ့လိုမျိုး clean လုပ်ပေးတာဖြစ်တဲ့အတွက်ငွေကတော့တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်ငွေအဲ့ video လေးကိုအမြဲတမ်းဖွင့်လာရပေါ့နော်အဲ့အတန်လေးကိုဖွင့်ခြင်းအပြင်ငွေဒါတစ်ပတ်တစ်လမ်းရလဲမကောင်းတဲ့ negative energy ကိုလည်းငွေဖယ်ရှားရပေါ့လေအဲ့ဒီအပြုံမှာပေါ့နော်ဒီလိုမျိုးပေါ့ငွေဒီလိုအခြေအနေနဲ့ပတ်ထားတဲ့ဒါ crystal ဒါဆိုရင်ဒါ smoky quest ပေါ့နော် smoky quest ခရစ်စတယ်ရုံးလေးကိုငွေကဒီလိုကြီးနေနဲ့ပတ်ထားတယ်ကျင်းနေပထာအောင်ငွေဝတ်ထားခြင်းအပြင်ငွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ metabolism တွေနေလေအကောင့်စီရဲ့အဲ့ဒီအပြုံမှာပေါ့နော်ငွေဗီဒီယိုလေးတစ်ပုဒ်သေးသန့်တင်ပေးထားတာရှိပါတယ်စိတ်ဝင်စားဆိုတဲ့တကယ်တော့ကြည့်ပါတကယ်ဘုရင်တုတ္တရရမယ်ပေါ့လေအဲ့ဒါကြတော့ဒီကျင်းကြီးကိုမှဒီ crystal ကိုမှကျင်းကြီးပက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတယ်ပေါ့နော်ဒီလိုသွေးကြောတွေပေါ့နော်အဲ့လိုမျိုးပိတ်ဆို့နေတဲ့ယောဂါတွေမှန်သမျှကိုအက်ဆိုက်ပြီးတော့ကုစရာမလိုပဲနဲ့ပေါ့နော်ဥမာသွေးကြောနဲ့ဆိုင်တဲ့အရာတွေဟိုသွေးသားနဲ့ပတ်သက်တဲ့အရာတွေကွာတချို့တွေဆိုရင်သွေးကြောပိတ်တာလို့သွေးကြောတွေကောင်းကောင်းမွန်မွန်မလျှောက်တာပေါ့နော်အာယုံကြောစနစ်အားနဲ့အစသဖြင့်ပေါ့အဲ့လိုယောဂါဝေဒနာတွေကိုသူကဟိုတခြားအက်ဆိုက်ပြီးတော့ကုရတဲ့နေရာတွေမှာအက်ဆိုက်ပြီးတော့ကုစရာမလိုပဲနဲ့ဟိုဒီလိုမျိုးခရစ်စတယ်တုံးလေးကိုဒီကျင်းပြီးပြီးတော့ခန္ဓာကိုယ်ဒီလိုမျိုးပေါ့နော်ဒီ အာယုံကျော်ရှိတဲ့နေရာတွေအဲ့လိုမျိုးလေးထောက်ပြီးတော့ကုပေးခြင်းအပြင်သွေးလည်ပတ်မှုလည်းအားကောင်းစေရဆိုပြီးတော့ငွေဗီဒီယိုလေးတစ်ပုဒ်လည်းတင်ထားပေးမှုပါတယ် တော့ပြီးတော့လေဝင်ပြီးတော့လေစိတ်ဝင်စားရဆိုရင်ကြည့်ကြပါလို့ငွေရမြစ်တိုင်ခံတယ်ပေါ့နော်အဲ့တော့ငွေဒီဗီဒီယိုလေးမှာပေါ့လေဒါဒါကတော့ဒါငွေနေ့တိုင်းအသုံးပြုရအသုံးဆောင်ပစ္စည်းလေးပေါ့နော်ဒါဆိုရင်ဒါငွေရဲ့ဓမင်းဆိုင်ပကံငွေဒါလေးကတော့ကိုယ့်ရဲ့ message ရှိမှရှိရလေးနဲ့အမြန်ဗီဒီယိုလေးရိုက်လိုက်တာပေါ့လေဒီလိုကျင်းနေရေဘူးလေးနဲ့လေရေတောက်တင်ပါတယ်ပြီးတော့လေကျင်းနေရေဘူးလေးနဲ့လေပေါ့လေရေတောက်ကြပါအထူးသဖြင့်ကျင်းနေအသုံးဆောင်ပစ္စည်းတွေကိုအသုံးပြုခြင်းအပြင်ကိုယ့်ရဲ့ဘဝမှာပေါ့နော်လူနေမှုဘဝနေထိုင်မှုဘဝမှာ ကောင်းမွန်တဲ့အကျိုးကျေးဇူး ုတွေကိုအများကြီးအထုပ်ပြုပါတယ်လို့ငွေပြောချင်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ပြီးပြန်ပြန်ပြေးပါအောင်လို့ရှင်